ရှင်းလျှောပေးနေတဲ့ပရိသတ်လုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ29ရက်နေ့တောက်ကြနေ့တနေ့တာလက်နေရက်ကအရှိရက်စန်တီယာရက်ကမြောင်းရက်ရံပေါ်ရရက်ကအနောင်ရက်တို့ဖြစ်ကြပါလေဒီနေ့ကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်ဖြစ်တဲ့ဒီနေ့ကောင်းစေကောင်းစွာပြည့်ချစ်တည်တိုးခြင်းကံမြမခြင်းနဲ့စီပေါင်းဆက်တနာဖွံ့ဖြိုးခြင်း ပေးရခဲ့ခြင်းနဲ့ရှိတယ်။တနည်းသာမူလားဆန်းရှင်တဲ့ကကဘုဒ္ဓဆရာတဲ့ကဖြစ်တယ်။ကောင်းကင်ကျိုးနေတော့နေလာမယ်ဆိုရင်တနည်းကတွေကျိုးပြိတ္တရာဒီမှတည်ရှိတယ်။တနည်းလာကျိုးကရတရာဒီကိုကူပြောင်းတည်ရှိတယ်။အင်္ဂါကျိုးသိညာဒီမှတည်ရှိတယ်။ဘုထုကျိုးကရတရာဒီမှတည်တယ်။ชาดาปริจูเมโดยาติบันติရှိတယ်။တောင်းကြချူမိတ္တယာတိပံတိရှိတယ်။ စနေကျုံမေယာဒီမှာတည်ရှိပြီးတော့ယာဟုကျုံကိတ်ကျုံကိတ်ယာဟုကျုံကကိုယာဒီမှာတည်ရှိပြီးကိတ်ကျုံကသေယာဒီမှာတည်ရှိနေတဲ့ဂျိုနေသသဘာဝဒီဂျိုနေသသဘာဝကြောင့်မေတ္တာယာဒီဘာတွေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တွတ်တက်မှုရှိရှင်မချက်တရားမြင်မယ်ဘဝတွတ်တက်မယ်ပိဿယာဒီဘာတွေမှာဇာတိုင်းအောင်ဆောင်တဲ့မြောက်လောက်တိုင်းထွက်ပါအញ្ញံကင်းတယ် မေတုံရာသီဝါးတွေမှာရပိုင်ခွင့်ပြန်ရမယ်ခီးကတ်ကောင်းအပြောင်းလဲနဲ့တုတ်တယ်ကရကတ်ရာသီဝါးတွေမှာရတန်တဲ့တုတ်တယ်ပြန်လဲစတင်နိုင်တယ်ခက်ခဲတဲ့ကိစ္စဖြေရှင်းနိုင်တယ်ဘဝတုတ်တယ်မယ်တင်ရာသီဝါးတွေမှာအပြိုင်ဆိုင်ကြတုတ်တယ်မယ်အခက်ခဲအလုံးကိုကျော်လွှားမယ်ဘဝတုတ်တယ်မယ်ကံရာသီဝါးတွေမှာချက်ချင်းဆုံးဖြတ်ပြီးရှေ့တုံးတော့ကြင်တို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့ဘဝတုတ်တယ်မှုတွေက ထေရှားစွာရပြီးတွတ်တဲ့မယ်သူရာဒီဘာတွေအတွက်ရက်တက်တဲ့လူတွေပြန်လဲစတင်နိုင်တယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ပေးရမယ်ဒိဋ္ဌရာဒီဘာတွေမှာမင်္ဂလာကိစ္စပေါင်းပြီးပတ်သက်ရတယ်ပြောင်းလဲခြင်းနဲ့တွတ်တဲ့ခြင်းကံတွေပေါ်ပါမယ်အလိုတန်းတွေပါဝင်ရမယ်တဏှုရာဒီဘွားလေးမှာယံပတိပက္ခရည်နဲ့ထေတံတွေ့မယ်။ဘုရားယိမန္တန်နဲ့လက်တွေ့ကြမယ်၊စိတ်ပြန်ပါမယ်။ မကာရယာတိဘွားတွေမှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းတိုးတက်ခြင်းကံမြတ်မခြင်းတွေချုပ်မယ်။ကုံယာတိဘွားတွေဥတီချက်ပြောင်းပြီးလောက်တာဆင်ပြေမယ်။ဘဝတိုးတက်မယ်၊မွေးဝမ်းမယ်။မေယာတိဘွားတွေမှာရှင်ပြေမှုအပြည့်ချင်းဘဝတည်လားခွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ရှင်မကြာလို့ကိုရှင်တိုးဆောင်ရွက်အောင်မြောင်ဆောင်နိုင်ခြင်းအစစ်စစ်ကြုံတွေ့ရမှာဖြစ်ပါတယ်။တနေ့တာတွင်နေသာသီးသီးတို့အတွက် အကျိုးပေးတဲ့အကြောင်းကတော့အနည်းအောင်ချက်သွေးရောင်ပတ်ရောင်တို့ဖြစ်ကြပါလေ။ကောင်းကျင့်ကံကြံပါများရစေရအနည်းအောင်ဘက်ဝင်ပြတင်ပြီးလိုရာဆုတောင်းပါဆုတောင်းပြပါတယ်။ကျေးဇူးတင်ပါတယ်။